Bruce Wayne. You're my next target. ။ Yeah, Stone X မှကျေးဇူးပါတယ်။စောက်ပုံမပြောဘူးဗျာ။ဒါပေမဲ့ Batman လို့ဘဲကို Healing Factor လောက်လေးပဲပေးလိုက်တယ်ဆိုရင်တော့မှ DC Universe ကြီးမှအကျန်းဆုံးပါဆိုတဲ့ကောင်းတွေကိုခေါ်ပြီးတော့အမောက်သိမ့်လို့ရပါတယ်။အခုဗီဒီယိုမှာတော့ Batman ဒီ Power တွေရသွားခဲ့တဲ့အခိုက်အတန့်အနေနဲ့အတူ Overpower ဖြစ်လွန်းနေတဲ့ Batman Alternate Version အချို့ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်စဝင်စားကြရဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်အထီးကြည့်သွားပေးကြပါအောင်။အခုကတော့ Intro လေးပြီးရင်စလိုက်အောင်။ โอเคပထမအဆုံးအနေနဲ့ကတော့ recently ပဲမနစ်ကမှထွက်ထားတဲ့ Batman နဲ့ Superman World's Finest Comic ထဲက version အကြောင်းကိုပြပြပေးချင်ပါတယ်ဒီ comic ဒီနာမည်အတိုင်းပဲ Batman နဲ့ Superman တို့ရဲ့နှစ်ယောက်တွဲ comic ဖြစ်ပြီးတော့တရက်မှာနတ်ဆိုးတကောင်ဒီ Hal Jordan ကို mind control လုပ်ပြီး Batman နဲ့ Superman တို့ကိုတိုက်ခိုက်ခံခဲ့ပါတယ် and အဲ့ဒီနတ်ဆိုးရဲ့ power တွေကြောင့်ပဲ Superman နဲ့ Batman ဒီတကူတွေပေါင်းသွားခဲ့တဲ့အပြင်လက်မှာ Green Lantern လက်စွပ်ကိုပါဝယ်ဆင်ထားပါတယ်ဒီ version ကအရန်အကြာကြီးမခံခဲ့ပေမဲ့ DC Comics ရဲ့နာမည်အကြီးဆုံး superhero ၃ယောက်ပေါင်းထားတာဆိုတော့ဘယ်လောက်အထိကြံမလဲ ယ်ဆိုတာကိုတွေးကြည့်လို့ရပါတယ် and ဒါမျိုးပဲ Batman Fortress ဆိုတဲ့ comic ထဲမှာဆိုရင် Superman ဒီအားဖြည့်ဖို့အတွက် healing chamber တွေကိုခဏဝင်ရဖို့ဖြစ်လာတဲ့အခါမှာကဘာကိုကာကွယ်ပေးဖို့အတွက်သူ့ရဲ့ power တွေကို Batman စီကိုခဏငါပေးခဲ့ပါတယ် Batman ဒီ Superman ရဲ့ power တွေနဲ့အတူအာဃာတအထီကိုပြန်ဝဲထွက်သွားရင်အခုလိုမျိုးစကားတွေကိုပြောလာခဲ့ပါတယ်လူတွေကို inspire လုပ်ဖို့ဆိုတာကသူတို့ရဲ့ရှေ့ကနေပြီးတော့ဦးဆောင်มาရနိုင်မှာ Superman ကအကောင်းဆုံးလူတစ်ယောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ Superman အတွက်အချိန်တွေကကုန်သွားခဲ့ပြီးငါကလည်းအမောင်တွေကနေထွက်လာပြီးတော့လမ်းအသစ်တစ်ခုကိုမိမောင်းပြပေးရမ ဲ့အချိန်ကိုရောက်လာခဲ့ပြီလို့ပြောသွားခဲ့ပါတယ်။ Meaning Superman လို့ပါဝါတွေက Superman တယောက်တည်းကဒါ humble ဖြစ်ဖြစ်စိတ်ထားမှုမြတ်စွာနေနိုင်ခြင်းဖြစ်တယ်ဆိုပြီးတော့ပြသွားခဲ့ခြင်းဖြစ်ပါတယ်။ Still Batman ကို Superman ရဲ့ပါဝါတွေအကုန်နဲ့ဒါဆိုရင်ဘယ်လောက်ထိချမ်းလဲဆိုတာကိုလည်းတွေးကြည့်လို့ရပါတယ်။ And Sabi ဒီစရင်မှာထဲမပြောလို့မဖြစ်တဲ့သူတွေကတော့ The Dark Knight Metals တွေဖြစ်ပါတယ်။ Metal ကတော့နာမည်ကြီးလို့ပရိသတ်အများစုကယဉ်နိကြမှာပါ။ဒီ comic မှာဆိုရင် Batman နဲ့တခြား Justice League member တွေတယောက်ချင်းစီရဲ့ပါဝါတွေပေါင်းထားတဲ့ version အစုံကိုပြသခဲ့ပါတယ်။ Twist အနေနဲ့ ယ်ကတော့တကောင်ချင်းစီကလည်းသူတို့ရဲ့ University ကိုဖျက်ဆီးပစ်ထားတဲ့အကြမ်းဆုံး villain တွေဖြစ်နေပါတယ်။ဒီထဲမှာဆိုရင် Batman နဲ့ God of War Ares တို့ပေါင်းထားတဲ့ version ၊ Batman နဲ့ Doomsday ပေါင်းထားတဲ့ version ၊ Batman နဲ့ Cyborg ပေါင်းထားတဲ့ version ၊ Batman နဲ့ Aquaman ပေါင်းထားတဲ့ version ၊အခု version က main version လည်းဖြစ်ပါတယ်။ Batman နဲ့ Green Lantern ပေါင်းထားတဲ့ version ၊ Batman နဲ့ Flash ပေါင်းထားတဲ့ version ၊ Batman နဲ့ Punisher ပေါင်းထားတဲ့ version ၊ Batman နဲ့ Joker ပေါင်းထားတဲ့ version ၊နောက်ဆုံး Batman နဲ့ Darkseid ပေါင်းထားတဲ့ Dark Father ဆိုတဲ့ version ကအစရှိပါတယ်။ဘယ်ဒီလောက်ယူနန် ်းတာတွေကြာမှာအကျန်းဆုံးကတော့ The Darkest Night ဆိုတဲ့ version ပဲဖြစ်ပါတယ်ဒီဘက်က physical form တော့မရှိတော့တဲ့အထိ multiversal evil g တကောင်ဖြစ်ပါတယ်ဒီကောင်ရဲ့လက်မှာ universe တွေကိုဘောလုံးလေးတွေလို့ခြင်ထားနိုင်တဲ့အထိကျန်းတဲ့အပြင် Mother of Multiverse ဆိုတဲ့ multiverse တွေရဲ့မိခင်တွေပါဝန်ဝန်တိတ်ခဲ့ပူပါတယ်အမားကတော့ Batman ကို power ပေးလိုက်ပြီလို့ဖြစ်ပါတယ်နောက်တဲ့ version တစ်ခုကတော့ Batmite ဆိုတဲ့ fifth dimension က imp မင်စာလေးဖြစ်ပါတယ်ဒီကောင်က Batman တော့မဟုတ်ပေမဲ့ Batman ကိုအရန်ကြိုက်လို့ Batman ကိုအားကြလို့ Batman လိုမျိုးဝတ်ထားတဲ့မင်စာလေးဖြစ်ပါတယ်မင် င်စားဆိုပေမဲ့အထင်သေးလိုက်လို့မရဘူး fifth dimension ကဆိုတဲ့အတိုင်း reality တွေကိုပါပြောင်းလဲရေးသားနိုင်တဲ့အထိလူတွေမတွေးနိုင်တဲ့အရာတွေကိုပါလုံနိုင်တဲ့အထိအစွမ်းထပ်ပါတယ် next batman ဒီ london's lesser အချို့ကိုလည်းဝစ်ဆင်ပြီးတော့အကြံဆုံး version တွေဖြစ်လာခဲ့ပူပါတယ်ပထမအဆုံးအကြိမ်အနေနဲ့ batman in darkest night ဆိုတဲ့ comic မှာ even so ကကဘာပေါ်ကိုကြာလာပြီးတော့ဝိမင်လာတဲ့အထိကိုရောက်လာပြီးစိတ်တကျနေတဲ့ bruce wayne ကို green lantern ဖြစ်လာစေဖို့အတွက်ရွေးချယ်ခဲ့ပါတယ် batman ဒီ green lantern တရားအတိုင်း lesser power တွေကိုအကောင်ဆုံးအသုံးပြုနိုင်ခဲ့တယ်လို့ပြန်လဲပြန် ံနိုင်ခဲ့ပါတယ် Forever Evil ဆိုတဲ့ comic ထဲမှာတော့ Batman ကလူဆိုးလက်စွပ်ဖြစ်တဲ့ Yellow Lantern လက်စွပ်ကိုလည်းဝစ်စင်ခဲ့ပါတယ်ဒီလိုဖြစ်ခဲ့တာကတမျက်နာတော်မပြေးလိုက်ပေမဲ့စောင်ရမ်းမိုက်တဲ့ပုံစံကြီးကြောင့်အချင်းတစ်ခုအကြာရေပန်းစားသွားခဲ့တဲ့ပုံစံလည်းဖြစ်ပါတယ်အကျန်းဆုံး Lantern version ကတော့ White Lantern Batman ဖြစ်ပါတယ်ဒီ version ကအခြားလက်စွပ်အယောင်တွေအကုန်လုံးကိုပေါင်းထားတဲ့ Life ဆိုတဲ့အသက်ကိုကိုးစားဖြူတဲ့ Lantern အမျိုးအစားဖြစ်ပါတယ်ဒီ power ရင်းနဲ့အတူ Batman ဒီလူတွေကို civilization တွေအထီးကိုပါအသက်ပြန်တွင်းနိုင်တဲ့အထီးပါဝါတွေရလာခဲ့ပြီးတော့ basically ခေါ်တကောင်ဖြစ်လာခဲ့ပါတယ်။နောက်ထပ်အကြမ်းဆုံးတစ်မျိုးကတော့ Telepathy ဆိုတဲ့စိတ်ချင်းစကားပြောနိုင်စိတ်ကိုဖတ်နိုင်တဲ့ power နဲ့1 million Batman version ဖြစ်ပါတယ်။ Far Far Future ဆိုတဲ့ဟိုးအနာဂတ်က Batman ဖြစ်တဲ့အတွက် technology ပိုင်း armor ပိုင်း gadget ပိုင်းတွေမှာအမြင့်ဆုံး Batman လည်းဖြစ်ပါတယ်။ Bat စိတ်ကိုဖတ်နိုင်တဲ့ဆိုတာနဲ့တင်ကပအကောင်ဆုံးစုံတောက်တယောက်အတွက် over power ဖြစ်သွားစေမယ့်အာတာချက်ကြီးဖြစ်သွားခဲ့ပါပြီ။ဆက်ပြီး Groundless Sansan Batman version မျိုးတွေလည်းရှိပါတယ်။ဒီဗီဒီယိုထဲမှာထည့်ပြီးတော့ပြောဖို့လိုမဲ့ Batman Beyond version မှာ Batman Beyond ဒီရင်ဘတ်ကအနီရောင်တစ ဆိုင်ကဆောက်ရမ်းမိုက်လို့ကဘရူးစ်ဝိန်းကလွဲပြီးတော့ဘတ်မန်အဖြစ်လူတွေလက်ခံတဲ့တူတီတော့ဘတ်မန်ဖြစ်တာကြောင့် over power ဖြစ်သွားခဲ့ခြင်းဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ Morbius chair ပေါ်မှာထိုင်ပြီးတော့ god ဖြစ်လာခဲ့တဲ့ဘတ်မန်ဖြစ်ပါတယ်။ဒီခုံပေါ်မှာထိုင်တဲ့သူတို့ University တစ်ခုလုံးရဲ့ knowledge အသိဉာဏ်ကိုရရှိပါတယ်။ဘတ်မန်ဒီ University တစ်ခုလုံးရဲ့လိုအပ်ချက်တွေကိုသာသိသွားပြီးဆိုရင်ဘလောက်အထိတောင်ကြောက်ဖို့ကောင်းမလဲဆိုတာကိုတွေးကြည့်လို့ရပါတယ်။ဒါအပြင်ခုံပေါ်မှာထိုင်ခဲ့တာကဘာမှမဟုတ်ပေမဲ့ဒီဘဲကထိုင်လိုက်ပြီးတော့ငါကဖျားဖြစ်သွားပြီဆိုပြီးတော့စောက်ထားကြကြပြောလိုက်ခြင်းကကဘာကျော်သွား ခဲ့ခြင်းလည်းဖြစ်ပါတယ် so that's all for today guys batman အကြောင်းလည်းတော်တော်များများသိသွားကြလောက်ပြီလို့မျှော်လင့်ပါတယ်အခုချိန်ထိကြည့်ပေးနေကြတဲ့သူတွေတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် marvel နဲ့ dc အကြောင်းတွေကိုနေ့တိုင်းအခုလိုမျိုးဗီဒီယိုတွေတင်ပေးနေတာဖြစ်တဲ့အတွက် subscribe လေးမလုပ်ပါသေးဘူးဆိုရင်လည်း subscribe လေးလုပ်ထားပေးကြပါအောင် and ဗီဒီယိုတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ usvpn လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်အထူးကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်